ီဒီယိုစနေဖန်တီးပြီးတော့ Codec Creator တရားဖြစ်ရှင်ပေမဲ့ဘယ်ကနေဘလို့စတရားမလဲမသိဖြစ်နေရလားဒါဆိုရင်တော့ဒီဗီယိုဟာ Main Zero Travel ဖြစ်ပါဒီဗီယိုလေးမှာတော့ Connect Creation ဆိုတာဘာလဲအပိုင်းလိုအပ်လဲဘယ်စကေးတွေတက်ထားလို့လုံမလဲ ဘယ်လိုမျိုးဖတ်သီးလို့ရလဲဘယ် platform တွေမှာတည်တည်လဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်အခုခေတ်ရေဘဲစားနေတဲ့ content creation ဆိုတာပါလေ content creation ဆိုတာက content တွေကိုဖန်တီးရဲ့လူပြောတာပဲဖြစ်ပါတယ်ဆိုတော့ content ထဲမှာက infographic တွေပါတယ် video တွေပါတယ် podcast တွေပါတယ်စာ content တွေပါပါတယ်ဒါဆိုလို့ရှိရင် content စတဲ့ဖတ်သီးဖို့အတွက် best key တွေကျွန်တော်တို့တက်ထားကိုလူမလဲတက်ထားကိုလူမလဲဆိုရင်တော့ပထမဆုံးအနေနဲ့ video တွေ edit တက်ဖို့အတွက် video editing skill တက်ထားကိုလူရယ် video editing software မှာဆိုရင်ကျွန်တော်ကတ်ကတ်တုံးပြလို့ရတယ် premiere pro တုံးပြလို့ရတယ် အဲ division resort ဒီကျွန်တော်အသုံးပြုလို့ရပါတယ်ဖုန်းမှာဆိုရင်တော့ကျွန်တော်ကပ်ဖို့ကိုတော့ recommend ပြီးတယ် laptop တော့မဟုတ် PC နဲ့ addition နဲ့ဆိုလို့ရှိရင်တော့အာ Premiere Pro ကပ်ကပ်ကိုသုံးဖို့ကျွန်တော်ကတော့အကြံပေးပါတယ်နောက်တစ်ခုကတော့ဒီကင်မရာနဲ့ပဲဖြစ်ဖြစ်ဖုန်းနဲ့ဖြစ်ဖြစ်အာစသည်ဖြင့်စကားပြောတဲ့ skill တွေတက်ထားလို့လိုတယ်အဲ့ဒါက skill ဆိုတဲ့လုံးလုံးနဲ့တိုးတက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ thumbnail တွေ fanti ကိုအတွက်ကျွန်တော်တို့ great design photo editing ဘေးစစ်တော့ကျွန်တော်တက်ထားလို့ပါတယ်ဥခင်မှာဆိုလို့ရှိရင် Photoshop နဲ့လုပ်လို့ရတယ်နောက်ပိုင်းမှာအလုပ်များလာကြတာဆိုလို့ရှိရင် AI နဲ့လုပ်ကြရတယ်ဒါမှမဟုတ် Canva နဲ့လည်းကျွန်တော်တို့လုပ်လို့ရပါတယ်စသည်ဖြင့်ဒီကိုအတွက်ဘာလို့မလဲပထမဆုံးအနေနဲ့ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ Post လုပ်ရှိလို့ရတယ်ဒါပြီးတော့ကိုပြောချင်တဲ့အကြောင်းပေါ့တိ့လို့ရတယ်။ beauty အကြောင်းကိုပြောမှလား၊ lifestyle အကြောင်းကိုပြောမှလား၊စီးပွားရေးအကြောင်းပြောမှလား ငွေကြေးကြောင်းပြောမှာလားဒါမှမဟုတ်ကိုဖတ်ကြတဲ့စာအုပ်တွေကြောင်းပြန် share လုပ်မှာလားကိုကဖုန်းဆုံးလည်းရှိပြီးပြောမှအကြောင်းပါရှိပြီဆိုရင်တော့ social media ပေါ်စပြီးတင်မှုလိုပါတယ်ဘယ် platform ပေါ်တွေမှာတင်ရမလဲငွေကြေးမှာဆိုရင်တော့ကျွန်တော် Facebook YouTube TikTok LinkedIn Snapchat အကုန်မှာတင်ကြရတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတော့ creator ရေအတင်များနေ platform သုံးခုရှိပါတယ်အဲ့ဒါတွေကတော့ Facebook YouTube နဲ့ TikTok ပဲဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေကအခုမှ video တွေစတင်ပြီးဖန်တီးမဲ့လူဆိုရင်တော့ TikTok ပေါ်မှာစတင်ပြီးဖန်တီးတို့အတွက်အကြံပေးချင်ပါတယ်ဘာလို့လဲဆိုတော့ TikTok ဟာ interest based ကိုအခြေခံတဲ့အတွက် မိတ်ဆွေအား zero follower ဆိုလို့ရှိရင်လည်း view တွေအများရနိုင်ပါတယ်။ဒါကြောင့် TikTok ကနေပြီးတော့ creator အများအပြားပေါ်ထွန်းလာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဖန်တီးပြီဆိုရင်တော့ကျွန်တော်လောရမှာက TikTok ကိုဖွင့်မယ်ဖွင့်ပြီးတော့10 minute of view တွေစတင်ပြီးတော့ဖန်တီးပါဆက်စားချင်း video တွေတင်မယ်ဆိုရင်တရက်3 block ကိုတင်ပါတစ်လစိုက်တင်ပါဒီဆိုရင်တော့မိတ်ဆွေအား online ပေါ်မှာစတင်ပြီးတော့ ဘီယိုရီဖာတီနိုင်ပြောဖြစ်ပါတယ်ကော့ဒက်ခရီရှင်ဒါမို့ဘီယိုခရီရှင်နဲ့ပတ်သက်ပြီးထပ်ပြီးသိချင်တာရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ကွန်မောင်းမှာမှတ်သွားခဲ့လို့ရပါတယ်ဘီယိုလေးကိုကြိုက်တတ်လို့ရှိရင်လိုက်ရဲ့ဖောလေးလုတ်ခဲ့ပြီးပါနောက်ဘီယိုမှာပြန်ပြီးဆုံတွေ့ကြရမယ်